မင်္ဂလာပါဒီနေ့ဓမ္မမိတ်ဆွေများနဲ့တပန်းမိတ္တဟာယဖွဲ့လျက်ခွန်အားပေးခွင့်ရတဲ့အတွက်ဘုရားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လောကမှာဘုရားသခင်ဟာဒီနေ့ထိ ကျွန်တော်တို့ကိုထားတာရည်ရွယ်ချက်ရှိတယ်သူ့ရဲ့အကြံစီတော်ရှိတယ်ဒါကြောင့်ဒီနေ့ဘုရားရဲ့အလိုတော်အကြံစီတော်ထဲမှာတိုး၍တိုး၍ကျွန်တော်အသက်ရှင်နိုင်ဖို့နှုတ်ကပတ်တော်ကျမ်းစာအားဖြင့်ဝေငှခွန်အားပေးခြင်းသာဖြစ်တယ်ဒီနေ့အခြေပြုဝေငှခြင်းနဲ့ကျမ်းချက်လေးကတော့ စာလံ90နဲ့3အငွေ28ပါအကယ်စင်စစ်ကိုတော်နဲ့ဝေးဝေးနေတော်သူတို့သည်ပျက်စီးခြင်းတို့ရောက်ရကြပါ၏အကယ်စင်စစ်ကိုတော်နဲ့ဝေးဝေးနေတော်သူတို့သည်ပျက်စီးခြင်းတို့ရောက်ရကြပါ၏ဓမ္မကျမ်းစာကပြောပါတယ်ဖရာသခင်နဲ့ဝေးဝေးနေတဲ့သူဟာပျက်စီးခြင်းထဲကိုရောက်မှာဖြစ်တယ် အခုနောက်ဆုံးသောကာလမှာတကယ်ပဲပျက်စီးနေတဲ့ခေတ်ကာလဖြစ်တယ်လူတွေဟာဖျားမဲ့တရားမဲ့နေတဲ့ခေတ်ကာလဖျားเจ้าတွေကလည်းဖျားเจ้าမတက်ပဲနဲ့ဟောင်းလောင်းဖြစ်နေတဲ့ကာလဖြစ်ပါတယ်လူတွေကစားဖို့တောက်ဖို့ပျော်ဖို့လောကအရာထဲမှာနှိမ့်မွန်းပြီးတော့မှအချိန်ကုန်အသက်ရှင်နေကြတဲ့အချိန်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာဟာဖျားနဲ့နီးကပ်စွာ အသက်ရှင်ဖို့ အင်မတန်မှအရေးကြီးတယ်ဆိုတာစံစာကတတိပေးထားပါတယ်။ဖျားသခင်နဲ့နှီးတယ်ဝေးတယ်ဆိုတာဘာနဲ့တိုင်းမလဲ။ကျွန်တော်မှတိုင်းစရာပေတံတော့မရှိပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာမှာဆင်ခြင်လို့ရပါတယ်။စံစာကြောင်းတက်တဲ့သူတိုင်းလည်းဖျားနဲ့မနှီးပါဘူး။စံစာကြောင်းတက်ရဲ့သားနဲ့နှုတ်ကပတ်တော်ကိုတကယ်မလေ့လာပဲဘွေရဖို့နော် ဒီဂရီတခုပြီးဖို့ရန်အတွက်လောက်သာကြောင်းတက်တဲ့လူတွေအများကြီးရှိတယ်။တချို့အင်္ဂလိပ်စာတော်ဖို့စံစာကြောင်းတက်တဲ့လူတွေရှိတယ်။ဘွဲတခုရရင်တော့ငါအလုတ်အစင်ပြေမှာပဲဆိုပြီးတော့အလုတ်သဘောအရစံစာကြောင်းတက်တဲ့သူအများကြီးရှိတယ်။ဒါကြောင့်ဖျားကြောင်းတက်ရဲ့သားနဲ့စံစာကြောင်းတက်ရဲ့သားနဲ့ဖျားဝေးနေနဲ့ဝေးနေတဲ့သူတွေတပုံကြီးပါ။ဖျားရှိကိုရောက်တယ်လို့လူကမြင်ရပေမဲ့ နှလုံးသားကဖျားနဲ့ဝေးနေတဲ့သူတွေလည်းတပုံကြီးပါ။ကျန်းစာကင်နေတဲ့သူတွေ၊ကျန်းစာဖတ်နေတဲ့သူတွေလည်းဖျားနဲ့ဝေးနေတဲ့သူတွေတပုံကြီးပါ။လူတွေမြင်ကောင်းအောင်ဖျားကြောင်းတက်တာ၊လူတွေမြင်ကောင်းအောင်ကျန်းစာတင်နှန်းတက်တာကျွန်တော်မြန်မာပြည်မှာသိုးတဲ့တားသမီးတွေကိုမိဘတွေကလိမ်မစေချင်လို့ကျန်းစာတင်နှန်းနေပို့ကျန်းစာကြောင်းနေပို့ဒါပေမဲ့ ကျန်းစာကြောင်းကျန်းစာတင်နန်းတာရောက်ပြီမဲ့သူတို့နှလုံးသားကဖះစီကိုမရောက်ဘူးကိုခန္ဓာအပြင်ဖះနဲ့နီးတယ်လို့မြင်ရပြီမဲ့ဖះနဲ့ဝေးနေတဲ့သူတွေတပုံကြီးပဲတချို့လူတွေကအစာရှောင်ဆူတောင်းကြတယ်အစာရှောင်ဆူတောင်းတာဖះနဲ့နီးတယ်လို့ကျွန်တော်တို့မြင်ရတယ်ဒါမဲ့ဖះနဲ့နီးနီးနေဖို့သူဟာဆူတောင်းတာမဟုတ်ပဲအကျိုးတစ်ခုခုရဖို့ဆူတောင်းတာဖြစ်တဲ့အတွက်ဒါလည်းဖះနဲ့နီးတယ်လို့ကျွန်တော်တို့မပြောနိုင်ပါဘူး အဲ့ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာတကယ်ပဲဆင်ခြင်ဖို့လိုတယ်။ဖယားသခင်နဲ့ကျွန်တော်ကျမတကယ်ပဲနှီးပြီလား။ဖယားနဲ့အတူကျွန်တော်ဟာတကယ်ပဲ အသက်ရှင်ပြီလားဆိုတာကိုယ့်ကိုမေးဖို့လိုတယ်။ဖယားနဲ့ဝေးရင်တော့ဒီခေတ်ကာလမှာပျက်စီးသွားမှာပဲ။နော်မတရားသောမေထုံမီဝဲတဲ့သူများ EIDS ယောဂါတွေကူးမယ်အတဝါဘီပိုးယောဂါတွေကူးနိုင်တယ်။နောက်ပြီးတော့ကဘာပေါ်မှာအခု Ebola ယောဂါတွေပေါ်ပြီးတော့မှ လူတွေမြောက်များစွာတေဆုံးနေတယ်။အမိမဖော်နိုင်တဲ့ယောဂါတွေလည်းကဘာမှာအများကြီးရှိတယ်။လူတွေရဲ့အကျင့်စရိတ်တကလည်းအင်မတန်ပြက်ပြားတယ်။ကလေးမလေးငယ်ငယ်လေးကိုမတရားပြုကျင့်တဲ့အရာတွေတည်င်းနေကျွန်တော်အများကြီးကြားရတယ်။ဒီကနေ့လူတွေဟာလူစိတ်မရှိတဲ့ခေတ်လူဖြစ်ပေမဲ့လူဆိုတဲ့မြတ်တာတရားမရှိဘဲနဲ့မြတ်တာတရားခေါင်းပါနေတဲ့နောက်ဆုံးသောခေတ်ကာလဖြစ်တယ် အဲကြောင့်ဒီခေတ်ကာလမှာကျွန်တော်အသက်ရှင်တဲ့အခါကျွန်တော်တို့ကိုယ်တိုင်ဖျားနေဝေးရင် ကျွန်တော်တို့ရဲ့အသက်တာလည်းပျက်စီးသွားနိုင်တယ်ဆိုတာကျွန်တော်သတိပေးပြီးတော့ဝေငှလို့တယ်ကဘာဦးချမ်းအခန်းကြီး7လောက်ကိုကြည့်တဲ့အခါမှာဖျားသခင်ကအာဗြဟံဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုခေါ်တယ်အာဗြဟံကခရိယံမဟုတ်ပါဘူးဒါပေမဲ့ဖျားသခင် သူ့ကိုခေါ်တဲ့အခါမှာ ဖရာရဲ့ခေါ်တန်ကိုကြားတော့ဖရာကိုယုံကြည်တယ်။ယုံကြည်တဲ့အတွက်အာဗြဟံကဖရာခေါ်တဲ့နေရာကိုသူထွက်သွားတယ်ဆိုတာတွေ့ရတယ်။အဲဒီသူ့ရဲ့အာဗြဟံနောက်ကိုသူ့ရဲ့တူဖြစ်တဲ့လောတတယောက်လည်းလိုက်လာတာကို ကျွန်တော်ကျမ်းစာထဲမှာတွေ့ရတယ်။ဖရာကတိပေးတဲ့အတိုင်းပြည်ဖရာခေါ်တဲ့နေရာဖရာထားတဲ့နေရာဖရာနဲ့အတူအသက်ရှင်လာတဲ့အာဗြဟံ အဲ့ဒီနောက်ကိုပါလာတဲ့လောတာဟာကောင်းချီးမင်္ဂလာခံစားတယ်ဆိုတော့ကပောက်ချန်အခန်းကြီး73မှာကျွန်တော်ကြည့်တဲ့အခါမှာပြန်တွေ့ရတယ်။ဖယားနဲ့နေတဲ့အတွက်ဖယားခိုင်းတဲ့နေရာကိုသွားတဲ့အတွက်ကောင်းချီးမင်္ဂလာရှိတယ်။တိုးတွေအများကြီးပွားလာတယ်၊စိတ်တွေအများကြီးပွားလာတယ်၊စီးပွားတွေအများကြီးတိုးတက်လာတယ်။စက်ကြဝလာကို ပိုင်တဲ့ဖယားရွှေနဲ့ငွေနဲ့အရာခတ်သိန်းကို ပိုင်တဲ့ဖယား အဲ့ဒီဖျားနဲ့အတူအသက်ရှင်တဲ့သူဟာလေကောင်းချီးမင်္ဂလာခံစားသောအတ္တတာဖြစ်တယ်ဆိုတာအာဘိဟံလောတတို့ရဲ့အတ္တတာမှာကျွန်တော်တို့တွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလိုကောင်းချီးမင်္ဂလာခံစားပြီးတဲ့အခါမှာလောတရဲ့အတ္တတာဟာကောင်းချီးမင်္ဂလာခံစားတော့ပို့ပြီးတော့ခံစားခြင်းသလားတော့မသိဘူး။ဒီနေ့ကျတော့လောတရဲ့ကျွန်းနဲ့အာဘိဟံရဲ့ကျွန်းရန်ဖြစ်ကြတယ်။ အဲ့ဒီလိုရန်ဖြစ်ပြီးတဲ့အချိန်မှာလောတဟာအာဗြဟံကိုလမ်းခွဲလိုက်တယ်။ကပ္ပဦးကျမ်းအခန်းကြီး73လောက်ကိုကြည့်တဲ့အခါမှာလောတရဲ့ရွေးချယ်မှုကဘာလဲဆိုရင်ဝိညာဉ်ရေးရအတွက်သူမရွေးချယ်ဘူး။ဖယားသခင်နဲ့အတူ အသက်ရှင်ဖို့ရန်အတွက်သူနံပါတ်1မထားဘူး။သူဘာကိုရွေးချယ်တယ်လဲဆိုတော့ယော်ဒန်ခြိုက်ဝန်းကိုရွေးချယ်တယ်လို့တမန်ကျမ်းစာထဲမှာပြောထားပါတယ်။ ယော်ဒန်ချိတ်ဝန်းကိုသူမြော်ပြီးတော့ကြိတ်လိုက်တဲ့အခါမှာဖယားသခင်ရဲ့ဥယင်တော်ကဲ့သို့သူမြင်တယ်တဲ့ဖယားရဲ့ဥယင်တော်ဆိုတာကတော့ဘလောက်ပြည့်စုံမလဲဆိုတာစဉ်းစားကြည့်ပါအဲ့ဒါကြောင့်မလို့လူရဲ့မျက်စိအမြင်ကြွယ်ဝချမ်းသာပို့ရန်အတွက်သာလင်လောတာကရွေးချယ်တာကိုကျွန်တော်တို့တွေ့ရတယ်ဖယားသခင်ကအဲ့ဒီယော်ဒန်ချိုင်ဝမ်းမှာရှိမလားမရှိဘူးလားဆိုတာမသိဘူး အဲ့ဒီအရာအတွက်သူမစင်စားဘူးကြွယ်ဝချမ်းသာချင်တာတခုထဲနဲ့အဲ့ဒီလောကအရာကိုလောတဟာဖယံသခင်ရဲ့လူအပြန်ကိုထားပြီးတော့မှသူထွက်သွားတာဖယံနဲ့ဝေးတဲ့ဒေတာကိုသူထွက်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေယုံကြည်သူတွေတော်တော်များများလဲဒီလိုပါပဲ။ကောင်းကြီးမင်္ဂလာခံစားဖို့ဆိုရင်เนาะ ငွေများများရဖို့ဆိုရင်ဖျားကိုကိုယ်ခွင့်ရှိလားမရှိလားတမန်တရားနဲ့ညီလားမညီလားဆိုတာနံပါတ်1မစဉ်းစားဘူးတရားဒီကနေ့ကျွန်တော်စဉ်းစားရမှာကငွေဘလောက်ပဲများများရဖျားအလိုတော်နဲ့ညီလားဖျားသခင်နှစ်သက်သလားဖျားသခင်ကအဲ့ဒီနေရာမှာရှိရဲ့လားဖျားနဲ့ကောနီးရလားဆိုတာကျွန်တော်တို့စဉ်းစားဖို့ရံအတွက်နံပါတ်1စဉ်းစားဖို့ရံအတွက်လိုအပ်တယ်လောတာက ကိုခန္ဓာကြွယ်ဝချမ်းသာဖို့အတွက်ရွေးပြီးတော့ဆင်းသွားပေမဲ့အာဗျာဟံကတော့ဖျားခိုင်းတဲ့နေရာရစ်ပလင်တဲပြီးတော့ဖျားနဲ့အတူဖျားသခင်ကိုကိုးကွယ်ပြီးတော့သူဆက်လက်အသက်ရှင်သွားတယ်ဒီလိုအသက်ရှင်သွားတဲ့အာဗျာဟံကကောင်းကြီးမင်္ဂလာခံစားတယ်လောတလည်းဟိုရောက်တော့ကောင်းကြီးမင်္ဂလာတော့ခံစားပါတယ်အာဗျာဟံစီက ကောင်းကြီးမင်္ဂလာယုံကြည်ခြင်း ဖျားကိုကိုးကွယ်တဲ့အကျင့်ဒီအရာလေးတွေသူ့အထက်မှာပါသွားလို့အဲဒီယော်ဒန်ခြိုက်ဝမ်းမကအဲဒီယော်ဒန်ခြိုက်ဝမ်းနားမှာရှိတဲ့တောဒွန်ဂေါ်မောရာမြို့ထဲကို သူရောက်သွားတဲ့အခါမှာမြို့သူမြို့သားအားလုံးပျက်စီးယိုယွင်းအကျင့်တလေတွေလုံးဝဖျားသခင် ရှေ့မှာယွန်းစရာဖြစ်ပေမဲ့လောတာကအာဗျံစီကအမွေကောင်းတဲ့အကျင့်ကလေးတွေမပျက်စီးသေးဘူး အဲ့ဒါအကြောင်းမလို့တောတုံကောမောရမြို့မှာ သူဟာမြို့ရဲ့တကမူးအဆင့်တောင်ယာထူးရလိုက်သေးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ယာထူးဘလောက်ပဲရရဘလောက်ပဲကြွယ်ဝချမ်းသာပလိစီဖယားသခင်ယွန်တဲ့မြို့ဖယားမရှိတဲ့မြို့ဖယားရဲ့အမျက်တော်ကိုနိုးစော်တဲ့အဲ့ဒီမြို့မှာရောက်တဲ့အတွက်လောတရဲ့အသက်တာဟာလည်းအမင်္ဂလာဖြစ်တယ်။အဲ့ဒါကြောင့်မလို့နောက်ဆုံးတော့ဖယားသခင်က အင်မတန်အပြစ်ကြီးတဲ့ဒီမြို့ကိုစီရင်ဖျက်ဆီးတဲ့အခါမှာလောတာကိုဘုရားသခင်ပြောတယ်မြို့တဲကထွက်သွားနောက်ကိုလက်မချင်းနဲ့မြင်းကြီးရအရမမနေနဲ့တောင်ပေါ်ကို ပြေးပါလို့ဘုရားသခင်ကလောတာကိုဘုရားသခင်ခေါ်ထုတ်ပြီးတော့ခိုင်းတာကျွန်တော်တွေ့ရတယ်ဒါမဲ့လောတာရဲ့အသက်တာမှာမြို့တဲကနေပြီးတော့ထွက်ပြေးသွားတဲ့အချိန်မှာဘာဖြစ်သလဲသူ့မိန်းမကနောက်လက်ကြည့်တဲ့အတွက်စားတိုင်းဖြစ်သွားတယ် သူ့ရဲ့သမီးနှစ်ယောက်နဲ့ဆက်ပြီးတော့ပြေးတယ်။ဟိုးတောင်ပေါ်ကိုမပြေးဘဲနဲ့ဥမင်လှိုင်ကောင်းထဲမှာသွားပြီးတော့ပုန်းနေတယ်။ဒီအချိန်မှာသမီးနှစ်ယောက်ကအရက်တွေချက်လုပ်ပြီးတော့မှသူ့အဖေလောတာကို အရက်အမူးအောင်တိုက်ပြီးတော့သမီးနှစ်ယောက်ကအဖေကိုလင်းနေရာမှာထားပြီးတော့ဆက်ဆံကြတာကျွန်တော်တွေ့ရတယ်။ဒီလိုအပြုတ်အမူအကျင့်စရိုက်တွေဟာဘယ်မှာရလာခဲ့တယ်လဲဆိုရင် တောတုံဂေါမောရာမြို့မှာရလာတဲ့အကျင်ဆိုးတွေအပြစ်စရိုက်တွေဖြစ်တယ်။ဒါကြောင့်မလို့ဖျားနဲ့ဝေးသွားတဲ့လောတရဲ့အသက်တာဟာပျက်စီးသွားတယ်။သူရဲ့အမျိုးသမီးစားတဲ့ဖြစ်သွားတယ်။သူကိုယ်တိုင်အယက်သမားဖြစ်သွားတယ်။တမီးနှစ်ယောက်အဖေကိုအဖေမမသိအောင်ပြန်ပြီးတော့ပြစ်မာတဲ့သူတွေဖြစ်သွားတယ်ဆိုတာဝမ်းနေဖွယ်ရသူတို့မိသားစုရဲ့ဘဝနေကုန်ချုပ်သွားတယ် ဘာသင်ကန်းစာကောင်းမှကျွန်တော်အသက်တာအတွက်ယူเสียမှရှိဘူး။ဖျားနဲ့ဝေးတဲ့သူရဲ့အသက်တာဟာဆုံးရှုံးပျက်စီးသွားတာပဲဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့နာတော်တာဆင်နေတဲ့မိတ်ဆွေကရွှေကြောင့်ငွေကြောင့်စောဝနေကြောင့်ဖျားနဲ့ဝေးနေသလား။ဘာကြောင့်ဖျားနဲ့ဝေးနေသလဲ။ဘာသာရေးလုံလုံအားကြီးလို့နော်။ဘာသာရေးစိတ်အားကြီးလုံလို့ ဖယားကိုကိုးကွယ်ဖို့ရန်အတွက်ဖယားနဲ့မိသားအရဖွဲ့ဖို့ရန်အတွက်အချိန်တွေရောနော်ယော့နေနေသလားပျောက်ဆုံးနေသလားဒီနေ့ဖယားနဲ့ဝေးရင်တော့ပျက်စီးမှာပဲမိဆွေရဲ့တတ်တာကိုဖယားနဲ့ဝေးစီတဲ့အရာကဘာလဲဒီအရာကိုဆုံးပြစ်ပါဒီအရာကိုဖယ်ရှားပါအမြန်ဆုံးတောင်းတရပါ နောက်ဆုံးသောကာလမှာအသက်တာကိုမှန်စွာနဲ့ဖယားဖက်ကိုပြန်လဲပြီးဖယားနဲ့ပြန်လဲမိတ္တဟာရဖွဲ့ပါ ထို့သောမှာကောင်းချီးမင်္ဂလာခံစားရမှာဖြစ်တယ်ဖယားသခင်နဲ့ဝေးဝေးနေရင်တော့ပြည့်စည်သွားမှာဖြစ်တယ်ဆိုတာဓမ္မမိတ်ဆွေများကိုမေတ္တာနဲ့တတိပေးဝေငှအားပေးလို့ပါတယ်ဖယားသခင်ဓမ္မမိတ်ဆွေကိုကောင်းချီးပေးပါစေ